阿龙没了吧？<noise> အာဒီ launch rule တွေတခုရှိလို့လေအဲဟာ minute launch rule ကတော့စနေရတော့ဟိုက minute တွေရထင်တယ်ကျွန်တော်လည်းအလုပ်ကမအားလိုက်တာနေပေါ့နော်အဲဆိုလို့ရှိရင်ထုံးစံအတိုင်းကျွန်တော်တို့ကအာ launch rule ဆိုတော့ရှိရင်ကျွန်တော်တို့ကဒီ Binance ကလောင်ရှူတဲ့ဝင်ဝင်ပြီးလို့ရှိရင်ဒီမှာ WCT ဆိုတဲ့ဟာပေါ့နော် WCT ဆိုတဲ့ token ကိုဟိုကျွန်တော်တို့ဟိုဗာနဲ့ lock လုပ်မယ်ပေါ့နော်အဲ့ lock လုပ်မယ်ဆိုတော့ BNB နဲ့ lock လုပ်လို့ရတယ် FD USD နဲ့ lock လုပ်လို့ရတယ် USDC နဲ့ lock လုပ်လို့ရတယ်ပေါ့နော်အာလောလောဆယ်တော့ ကျွန်တော်3ရက်နဲ့19နာရီကျန်သေးတယ်အဲ3ရက်နဲ့19နာရီအတွင်းမှာကျွန်တော်မှရှိတဲ့ BNB သုံးကို FTUSD သုံးကို USDC နဲ့ကျွန်တော် lock လုပ်လို့ရတယ်ကျွန်တော်ကတော့လက်ရှိကအာကျွန်တော်ကဒီမှာ market drop မှာဟိုတနေ့တင်ပြထားကျွန်တော် market drop မှာ lock လုပ်ထားတဲ့ဖြစ်တဲ့ကြောင့်သူကဒီ launch shoe တွေမှာလည်းကျွန်တော် auto lock လုပ်တယ်ပေါ့နော်အော် auto ဒီမှာ BNB ကိုကျွန်တော် lock လုပ်ထားတယ် အဲဆိုတော့ကျွန်တော်မှာ airdrop receipt ကကြတော့ WCT airdrop receipts က0.0116ကကျွန်တော်မှာရပြီးသားပေါ့နော်အဲရပြီးသားဆိုတော့အဲလေးကကျွန်တော်လုတ်ထားရှိတယ်အဲလေးလုတ်ထားရှိတယ်အဲအဲ့တော့ကျွန်တော်လောလောဆယ်ရောမနီကအာဟိုမှာလဲဟိုကျွန်တော်တို့ဒီ wallet မှာလဲ exchange wallet မှာလဲကျွန်တော်သွားပြီးတော့လုတ်ထားတာရှိရဲ့အတွက်ကြောင့်အခုကအခုကကျွန်တော်ကဟိုတီဂျီမှာလည်းပါဝင်တာတီဂျီကတော့ပြီးသွားပြီပေါ့နော်တီဂျီက wallet ထဲက BNB ကို ကျွန်တော်အချင်းနဲ့ကိုပြန်ရွှေ့ပေးပါတော့။အချင်းနဲ့ကိုပြန်ရွှေ့အချင်းနဲ့ကိုပြန်ရွှေ့ပြီးတော့ဟိုဒီလောက်ရှူးကပြန်ပြီးတော့ lock mode ပြန်လုပ်လိုက်ပါဘောနော်။ Okay အဲ့တော့အဲ့တော့ဆိုလိုတာဆိုလိုတာကကျွန်တော်တို့က access ရ wallet အချင်းတွေကနေပြီးတော့ဒီ wallet ထဲကနေပြီးတော့အာဟိုတနေ့ကဒီကြီးမှာပါဝင်ထားတဲ့ BNB အကုန်လုံးကိုကျွန်တော်အချင်းတွေကိုပြန်ရွှေ့လိုက်တယ်ဘောနော်။ရွှေ့တဲ့ပုံစံတွေကတော့ wallet ထဲဝင် wallet ထဲကိုဝင်ပြီးတော့အော်ကျွန်တော်တို့ကဒီမှာ မှာ SSL ဝင် SSL ဝင်ပြီးတော့ဒီမှာ SAN ဆိုပြီးတော့နှိမ့်လိုက်ပါတော့။ SAN ဆိုပြီးနှိမ့်လိုက်ပြီးရှင်ရှင်ရှင်ဒီမှာ BNB လို့ရိုက်ထည့်လိုက်။အဲလောလောဆယ်တော့ဒီမှာ BNB ကကျွန်တော်ကအကုန်လုံးလွှဲထားပြီးသားဟိုဘက်ကိုလွှဲထားပြီးသားဖြစ်တဲ့အတွက်ကြောင့်ထပ်လွှဲလို့တော့မရတော့ဘူးပေါ့နော်။အဲတော့ BNB ကိုတစ်ချက်နှိမ့်နှိမ့်လိုက်ပြီးလို့ရှိရင်အဲကျွန်တော်တို့ကဒီမှာ maximum ဆို maximum ယူကျွန်တော်တို့ကဒီမှာ Binance deposit address ဆိုရင်ကျွန်တော်တို့ဒီမှာကျွန်တော်ကအရင်ထည့်ထားပြီးသားဖြစ်တဲ့အတွက်ကြောင့် Binance က deposit address ကိုဒီထဲမှာထည့်ထည့်ပြီးတော့ SAN လုပ်နိုင်ရပြီဗျာနော်။ Okay အဲဆိုလို့ရှိရင်ဘယ်လိုရောက်သွားမလဲဆိုတော့ကျွန်တော်တို့က ဒီမှာ exchange wallet ထဲကိုရောက်သွားမှာပေါ့နော် exchange wallet ထဲမှာရှိတဲ့ spot တွေကိုဒီမှာဒီမှာဆိုလို့ရှိရင်ကျွန်တော် spot တွေကိုပြန်လွှဲထားရယ်နော် spot တွေမှာကျွန်တော် BNB ရောက်လာပြီပေါ့နော် okay အဲ့ဒါဆိုလို့ရှိလို့ရှိရင်ကျွန်တော် launch view တွေကိုပြန်သွားမယ် launch view တွေကိုသွားသွားပြီးလို့ရှိရင်ဒီမှာ lock move ဆိုတာတစ်ချက်နှိပ်လိုက်ပေါ့နော် lock move ဆိုတာတစ်ချက်နှိပ်လိုက်ပြီးတော့ဒီမှာ BTC ဘာကိုအာဘာဘာနဲ့ပါချင်တာလဲပေါ့နော်အဲ့တော့ဒီမှာ BNB ဆိုရင် BNB ကိုရွေးလိုက်မယ်အဲ့ဒီမှာဆိုလို့ရှိရင် BNB ရွေးပြီဆိုလို့ရှိရင်ဆိုတော့ BNB lock ကိုဆိုတော့နှိပ်နှိပ်ပြီးတော့ကျွန်တော်ဒီမှာ BNB ကိုယူ BNB ကိုယူပြီးပြီဆိုလို့ရှိရင်ဒီမှာကျွန်တော်တို့ကတားရမလုံနဲ့ BNB ကိုယူယူပြီး lock ကိုဆိုတော့တစ်ချက်နှိပ်တစ်ချက်နှိပ်ပြီးလို့ရှိရင်ဒီမှာအာဟိုဖြစ်မယ်အဲပြီးတော့ပြီးလို့ရှိရင်ကျွန်တော်က max ဆိုအောင်နှိပ်လိုက်ပေါ့နော် maximum ကိုနှိပ်လိုက်မယ် maximum ကိုနှိပ်လိုက်ပြီးလို့ရှိလို့ရှိရင်ကျွန်တော်တို့ကဒီမှာ confine ဆိုတာကိုနှိပ်လိုက်မယ် ဟုတ်ပြီနော်အဲ့ဒါဆိုလို့ရှိရင်ကျွန်တော်တို့က successfully participated ဖြစ်သွားပြီဆိုလို့ရှိရင်ကျွန်တော်ပြီးသွားပြီပေါ့နော်အဲ့ဒါဆိုလို့ရှိရင်ကျွန်တော်တို့ကဒီမှာအာ WCT ရဲ့မှာကျွန်တော်တို့ကငါဒီမှာ lock လုပ်ပြီးသားဖြစ်တာ total my bme position total 0.2ပဲရှိတာเนาะခုနက0.0ပါအခုက0.4ဆိုပြီးတော့ဖြစ်သွားပြီဘာလို့လဲဆိုတော့ကျွန်တော်က mega drop မှာ0.2 VMB ကို lock လုပ်ထားတာအခုခါကျတော့ဟိုဟို TGE က VMB ကိုအကုန်လုံးကျွန်တော် lock လုပ်လဲစုစုပေါင်းစီ VMB တန်ဖိုးက0.4ဖြစ်သွားတာပေါ့နော်အဲ့ဒီမှာဆိုလို့ရှိရင်ဒါဆိုရရပြီပေါ့နော်အာသူကကျတော့ အာအန်ကကြောင့်ဘယ်နည်းနည်းပြီးမှလဲဆိုတော့ကျွန်တော်တို့က15ရက်နေပြီးမှ၄လပိုင်း15ရက်နေပြီးမှပေါ့နော်အာ listing လောက်မှာက၄လပိုင်း15 15နေ16လာပြီပေါ့နော်အမ listing လောက်မှာဖြစ်တဲ့ကြောင့်အဲ့ဒါလေးရမယ်အဲ့ရက်ပြီးလို့ရှိရင်ကျွန်တော်တို့ရလာတဲ့ WCT token တွေကိုဒီမှာ claim လုပ်လို့ရမယ်လောလောဆယ်လည်း claim လုပ်လို့ရတယ်ရပြီးသားဟာတွေကြောင့်လောလောဆယ်လည်း claim လုပ်လို့ရတယ်အဲ့ဟိုကျွန်တော်တို့ဒီ launch book ပြီးမှ claim လုပ်လို့လည်းရတယ်ပေါ့နော် okay အဲဒီ launch book တွေအဲ market drop တွေ DG တွေကနေပြီးတော့အကျိုးများအများကြီးရရှိနိုင်ပါစေအားလုံးကျေးဇူးတင်ပါတယ်